မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေခက်သာပါစေပိုင်ရဲကိုမြင်နာမြေပိုင်ကိုတန်ကြလို့အားလုံးပျော်ရွှင်ပါစေတောင်းဖို့ဒါပိုင်ရဲစုမှုကောင်းတောင်းပါလေဗျာနော်ဒါဒီနေ့ပြောချင်တာကကျွန်တော်ကိုတောင်းလျှောက်ပြောနေဗျာနေပြည်တော်ဒလီကျောင်းကိုတောင်းလျှောက်ပြောတယ်မင်းတို့ပြည်တွင်းထဲမှာနေတယ်မင်းတို့ဘဘကြီးကဒါဘာလို့လို့မင်းတို့ကဘောငုံနားတယ်လို့ဘာညာလို့ကျွန်တော်တောင်းလျှောက်ပို့စိုးစက်ဘေးတွေတောင်းလျှောက်ထုတာနားမခံလောက်အောင်ပြောတယ်ကျွန်တော်ပြောပြမယ် အဲ့ပြောနေတဲ့သူတွေကဘယ်သူတွေလဲဆိုဟိုကကိုမောင်လို့ပြောနေတာကိုပြောပြတယ်။ဒီကိုမောင်လို့ပြောနေတယ်ဒီကျန်တဲ့ဟိုငကြီးတို့ကတော့ခလေးမလို့ပါဒါတချို့အားတွေကကျွန်တော်ဘာမဝင်လို့မပြောပါဘူး။ဒါကိုမောင်တို့ကြတော့နည်းနည်းသိသိနိုင်သလိုဆိုတာအဲကျွန်တော်ကပြောကျင်တာကိုမောင်မောင်တို့ရောက်လေသိသိနိုင်တယ်လို့ကျွန်တော်ပြောကြတယ်။အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေပြည်တော်မှာစောင့်နေတဲ့ဗလီဆိုတာကကျွန်တော်2019လောက်တည်းကနော်ဒါဒေါက်တာဆက်ကြီးကိုလက်ထက်မှာချပေးခဲ့တဲ့ဗလီရ တောင်စားစုကြည်လက်ထက်မှာအဲ့ဒီနေရာကိုအဲတောင်စားစုကြည်တို့အစိုးရလက်ထက်မှာခွင့်ပြုခဲ့တဲ့ဗလီကြီးပြ။ဟုတ်ရ ဲ့မှာကကိုဗစ်ကာလတကြောင်နိုင်ငံရေးအခွင့်အရေးအကြောင်းပြဿနာဘောင်းဆောင်နဲ့မဆောက်တာအခုသူတို့ဆောက်တယ်ဆိုတာနိုင်ငံတော်အစိုးရတန်းတော်ကခွင့်ပြုတာတန်းတော်ကထုတ်ပေးလိုက်တာမဟုတ်ဘူးသူတို့အစိုးရနဲ့တရားဝင်ရောက်မဆောက်ထားတဲ့အတွက်ဒါတန်းတော်ကမကန့်ကွက်တာကျွန်တော်မျိုးဘာသာတာနာဆိုပြီးကန့်ကွက်လို့ရတာဗောဆန္ဒပြောက်လို့ရတာဒါပေမဲ့ကျွန်တော်တို့ကမြစ်စီမှာပြိပတဲ့နိုင်ငံဘုရားဘာသာဆိုတာသူများတွေဟိုဘာသာတစ်ခုကိုဖျက်ဆီးဖို့ပါညာကျွန်တော်မှလုံးဝမရှိဘူး နော်ဘာသာတစ်ခုဖြက်စီးဖို့ဆိုတာလည်းလုံးဝမကြည့်အဖဲအစားအုပ်ပဲဆိုတော့တရားဝင်တာတော့အစိုးရကအကျင်းလဲလို့ဘယ်လိုရန်ကုန်တတိုင်းလို့ပတ်ဆက်နေပဲဝယ်ပြီးတော့ဆော့ဆော့လမ်းတိုင်းမှာပဲအစိုးရခွင့်ပြုလိုက်လို့တလမ်းမှာဗလီတကြောင်းမှဆော့ဆော့ပြဿနာကိုမရှိတာဒါနိုင်ငံတော်ကနိုင်ငံတော်တက်လာတဲ့အစိုးရတိုင်းပိုင်နေအဲ့တော့တက်လာတဲ့အစိုးရရှိ Management Power စီမံခန့်ခွဲမှုတွေနဲ့ပဲဒါနိုင်ငံကြီးကိုတွန်းနေကြတာ ဖြစ်တယ်เนาะဒေါ်စားစုကြီးလက်ထက်မှာပြေးလိုက်တဲ့ဒီဗလီက ညီနေရကအခုမှစောက်တာနော်အဲ့ဒါလေးကိုတီးဖို့လို့တယ်ကျွန်တော်တို့ကဘာဖြစ်လို့ဆန္ဒပြရမှာလဲဒါကဒေါ်သာစုကြည်လက်ထက်မှာပေးထားတာကိုကျွန်တော်တို့သိတယ်ဦးမင်းအောင်လိုင်းကြီးကလည်းပဲအဲတကယ်လို့ခွင့်ပြုခဲ့ရင်လည်းကျွန်တော်တို့ကကျေနပ်မှာဘာဖြစ်လို့လဲဆိုတော့ဒီပုဂ္ဂိုလ်ကနိုင်ငံရဲ့အမျော်မြင်ရှိတယ်နော်ဘာဖြစ်လို့ဆိုတော့ဒီနေရာမှာဖလီပေးဆောင်ပဲဒီနေရာမှာခေတ်ကျောင်းဆောင်ပဲဒီနေရာမှာအဲအမင်းတွေပါလဲကျွန်တော်တို့တော့ ဖះเจ้าနေစောင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြီးကျယ်ခမ်းနားနဲ့ဟိုက်ဒီဒီနေပြီးတော့မှချပြရတယ်ကျွန်တော်တို့ကဒါဘာလို့မျောကိုလဲဆိုတာတန်းပြတ်လို့ရတယ်အခုဖြစ်တာကတရားမဝင်နဲ့ပလီလေးတွေတရားမဝင်ဆိုတာရက်ကွက်ထဲမှာမျိုးကလေးတွေဝယ်လိုက်တယ်ပြီးတော့ပလီပုံစံလို့လို့ဘာပုံစံညာလို့ပုံစံလဲလှုပ်လိုက်တယ်အဲပြီးတော့လို့ရှင်လို့ရှိရင်အမေလူတွေလာတယ်အဲခလေးတွေကိုစာသင်တယ်လို့လုပ်တယ်ပလီမရရင်စာသင်တယ်စာသင်လို့မရဒါမျိုးတွေရှိတာကျွန်တော်တို့ပလီလေးကိုကန့်ကွက်နေတာမဟုတ်ဘူးအဓိကကကျွန်တော်တို့ကအခုပေါ်ကရခိုင်တော့မှာဆိုလို့ရှင်လို့ရှိရင်ကျွန်တော်တို့ ိုင်ကိုကန့်ကွက်နေရလဲဆိုဘက်ကလီတွေကန့်ကွက်နေရတယ်။မြန်မာပြည်ထဲမှာရှိတဲ့မွတ်စလင်တွေကမရေကျေလူသားမရှိဘူး။နော်။အားလုံးကအီးစင်အလုံးလုံးကန်စားတော့နေကြတာ။သူ့ဝယ်သူစီဝဲရှာတယ်သူ့လုံးနဲ့သူ့လုံးနဲ့ဘေးလမောင်းတဲ့သူကဘေးလမောင်းတယ်အဲတထေးကတထေးကမောင်းတယ်တထေးလုတဲ့လူတွေကတထေးလုကြတယ်။အဲဒီထဲမှာသူများသားများကိုမရေကျေပြီးတော့တက်ဖြတ်ပြီးတော့မှလောက်တဲ့သူတွေဒီဗမာပြည်ဒီဘက်ရန်ကုန်တို့ဘာညာမန္တလေးဘာညာမြန်မာပြည်ပြမှာရှိတဲ့လူတွေကမရှိဘူးအခုဖြစ်နေတာကရခိုင်ပြည်နယ်ဘက်မှာဖြစ်နေတာ ရကန်ဒီနာကမှာကဂျာမန်ပြီးပိတ်လိုက်တဲ့ဟာဆိုလို့ရှိရင်ဗျာဟိုကကမလေးကိုတီးတဲ့နာမည်မသုံးတော့ဘူးတော့ဗျာအဲ့ကမလေးကိုမနှိမ့်ပြနေမနှိမ့်ပြပြီးတပ်လိုက်တဲ့အဲ့ညမှာအဲ့လိုတွေဖြစ်လို့အဲ့ဘလူကိုပိတ်တာနော်အခုတော့မဲလိုက်ပြန်ဖွဲ့ဝေးတယ်ဖွဲ့မယ်စီပြီးတော့လို့ကြာအခုဘာဖြစ်နေဘင်္ဂလားဒေ့ရ်နဲ့လည်းပြန်လာတက်နေတာပဲနော်ဥမာဘင်္ဂလားဒေ့ရ်မှာရခိုင်ကမလေးဆက်နေတာခြေတန်းကျောင်းသူတွေကိုမနှိမ့်တော့ရဝိုင်းကျင်တယ်ပြီးလဲပြီးတော့ဗဇက်တဲကိုမိသေးတွေလောင်းထဲတယ်ဟာလာအဲ့ဒါပြဿနာတက်တော့ ဗင်နာရီအစိုးရကအခုရခိုင်ဆန္ဒပြလူတွေကိုအကုန်လုံးတဏ္ဍနဲ့ပြစ်တတ်တာရှိတယ်ရွာတွေမီးရှို့ပြစ်တာရှိတယ်ဖုံးကြောင်းတွေဖြတ်စည်းပြစ်တာရှိတယ်ဗုဒ္ဓဘာသာဘာမှမလုပ်ဘူးဘယ်ဖုံးကြောင်းဘယ်ပလီမှလည်းတောက်ဖြတ်စည်းတာမရှိဘူးအဲ့တော့အဲ့ရခိုင်ကြီးမှလည်းအဲအဲ့လိုဒုက္ခတွေရေဆိုင်နေရပြီကျွန်တော်တို့ပြောနေတာကဒီဘက်ကိုယ်ဝယ်ပကလီတွေမွတ်ဆလီတွေဗမာပြည်တွေရောက်မလာဘူး ်နော်အခုဆိုဥရောပတစ်ခွင်မှာဒါဒွန်တန်ဖက်ပြောပါလားချင်းချင်းလေးပဲတို့အနာတကားပွင့်နေပြီဆိုပြောတာအဲဒီဘိတ်မှာချင်းချင်းပဲဝီဒီကျော့ကဆမောင်းထုတ်ပြီးရိုးတော့မောင်းထုတ်ပြီးရိုးတော့ဝယ်မွတ်စလင်ကလားမောင်းထုတ်ပြီးဟမ်တို့ဒါမကလူဝူတရားဥပဒေကိုသိတာသိစိတ်ပြီးကျုံးမြန်နိုင်ငံမှာလေဒီတမကချစ်စေးရမှာပတ်ဆိုင်ရလို့လုံးလို့မရအောင်ဒါကကျွန်တော်တို့တကားကြီးပွင့်သွားတယ်ကျွန်တော်တို့ဘွားပြက်မှာ နော်ဒကာကြီးပို့တော့ပြောပြမယ်ကျွန်တော်ရခိုင်ပြည်ကပွင့်သွားရင်ကျွန်တော်တို့တိုင်နေပတ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအာယုံဆိုင်ပြီးတော့ပြောပေးနေတာကျွန်တော်တို့ကမြစ်စိမပရိပ္ပံကြာအဲဘသူ့ကိုဒီပလီဆောက်လို့မှအာကျွန်တော်တို့ကပြောနေရတဲ့အပိုင်းမှာမဟုတ်တာဆောက်ပါတရားဝင်ဆောက်ပြီးသွားလို့ချင်းကိုယ့်ဘက်ကိုကိုယ့်ဘာသာကိုကိုယ့်ဘက်အမျိုးဘာသာတာနာဆိုကိုယ့်အမျိုးကိုယ့်ဘာသာကိုယ့်တာနာကိုယ့်ဘက်ကိုပဲဆောက်ရှောက်မှာဘသူ့မှလာမဆောက်ရှောက်ဘူးလားဒါပေမဲ့နိုင်ငံသားတွေကခိုးဝင်လာပြီးတော့ဝင်လာမဲ့ပြည်ကလေးတွေနဲ့မွတ်စလင်ကောင်တွေနဲ့ ီကမြန်မာနိုင်ငံမှာရှိနေတဲ့မြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားမွတ်စလင်တွေပေါင်းစည်းသွားပြီးတော့မှအကောင်ပြည့်စည်းမှဆိုလို့ဒါမိမောင်းထိုးပြနေခြင်းဖြစ်တယ်။အဲတော့ဘိုးကြောင့်ဝန်ကြီးဥမလိုက်ရတော့ဒါဗလီဆောက်တာကျတော့မင်းတို့ဗစက်ပိတ်တာမဟုတ်ဆောက်လို့ရတယ်။တရားဝင်တာဆောက်ကြဘလောက်ဆောက်တော့ခွက်ပြီလေ။ဒါလည်းပဲတောင်ဆောင်သူကြီးလက်ထက်မှာလို့ကျွန်တော်အတိတ်ကခါကပြောနေပြီကနော်။ဒါဒီမြေခွက်ကချပေးပြီကအဲတော့အားလုံးသိစေချင်တာကကျွန်တော်တို့တွေကနိုင်ငံတွေမှာနေတယ်နိုင်ငံထဲမှာဥပဒေရှိတယ် နိုင်ငံတွင်းမှာနေတဲ့နိုင်ငံတွင်းမှာဥပဒေရှိတယ်။နိုင်ငံအကျိုးကိုကျွန်တော်တတ်နိုင်တဲ့အားတည်ဖို့တာပြီးတော့ကျွန်တော်ဘောမှလည်းမဟုတ်ဘူးနောက်တစ်ခါမျိုးချစ်လည်းမဟုတ်ဘူးအမျိုးဘာသာသာသနာလည်းမဟုတ်ကျွန်တော်ကအမျိုးဘာသာသာသနာကိုယုံကြည်ပုဂ္ဂိုလ်သူသာဖြစ်တယ်။ဆောက်ကာဝယ်ဆောက်ရှောက်တဲ့သူကယဟန်ရှင်သူများတည်တာဖြစ်တယ်။အဲ့တော့ကျွန်တော်ကိုလာပြီးတော့ပြောပြတော့လဲဟုတ်တယ်ကျွန်တော်တို့ကယုံကြည်ပုဂ္ဂိုလ်တဲ့သူအဲဒီနေ့မှပတိဆောက်တဲ့တရားမဝင်တော့ကျွန်တော်တို့ကအရာရာကိုပြောပြမှာပဲတရားဝင်တော့ AC ပေါ်အားလုံးဒါဖြတ်တန်းလို့ရတယ်တရားမဝင်တဲ့ဟာလေးတွေကကျွန်တော်ပြောရတာဖြစ်တယ်ပြီးတော့ မာပြည်ထဲမှာရှိနေတဲ့မော်ဆယ်လင်တွေရလဲပဲခင်ဗျားတို့ဟိုပြီးဖို့တစ်ခုပြောမယ်မရိကျင်လူတက်တဲ့ဆိုမရှိဘူးလားမရှိဘူးမရှိဘူးကျွန်တော်ဒါနေသမားတစ်ချောင်းလို့ဆိုတော်တော်ရှားတယ်မကြားမိဘူးကျွန်တော်အသက်ဒီအရွယ်ရောက်နေတဲ့ဒီကျွန်တော်မကြားမိဘူးလူတက်မရိကျင်နဲ့မော်ဆယ်လင်ဖွဲ့အုပ်စုလိုက်ပြီးဘာညာတစ်ခါမှမကြားဘူးသူနော်ဒီနေ့လေးသူဒီဘက်ရခိုင်ပြည်နယ်ဘက်တို့ဒါတောက်လျှောက်ကြားနေအဲ့ဒီဘက်တွေကြားနေကျွန်တော်တို့ဒီဘက်ကမွတ်စလင်များအေးတယ်ကြာသူ့လို့သူ့လို့စားကြတာเนาะအဲ့တော့ကျွန်တော်ပြောချင်တာကမွတ်စလင်ဆိုတဲ့နေရာမှာ ်နော် excellence ဆိုတဲ့နေရာမှာမတူသေးဘူးကျွန်တော်မြန်မာနိုင်ငံသားတွေကဘာမှမဆိုင်ဘူးဘက်ကဒီကုလသမဂ္ဂကို OIC နိုင်ငံတွေကငွေပေးတယ်ငွေပေးပြီးတော့ဒီဘက်ကဒုက္ခတွေဆိုပြီးတော့လွတ်တယ်ပြီးလိုက်ပြီးအိုက်ဒုက္ခတွေလည်းအိုက်နေရလဲအိုက်ဒုက္ခတွေကိုကူညီဆိုပြီးကုလသမဂ္ဂငွေပြန်ပေးတယ်သူကဒီလိုမျိုးတည့်ပြီးတော့ခလောက်လာအလို့ပြုံးကြီးတွေပါညာတီထွင်မဲ့ဆိုဘလောက်ငွေကြေကုန်ကြမလဲဒီကကုသိုလ်ရရတဲ့ဆိုပုံစံမျိုးနဲ့အမေဟိုမှာအဲ ူလာတမကလာအမကျတော့အလူရှင်ကြီးလို့လို့ဘာကြီးလို့လို့ဟောကောအဝိုင်းရပေးတာပေးတဲ့လူနဲ့အမကြီးလိုက်ဒီဘယ်သူတွေပါလဲဘယ်ခရစ်ယာန်တွေပါလဲလှူတိုင်းလို့ကျင်နာကြည့်လိုက်ကုသတမကလူဝိုင်းဆိုကြည့်လိုက်ခဏဘယ်ခရစ်ယာန်ပါလဲ ဘယ်တင်ကြမှာလဲမပေါ့ဘယ်ဗုဒ္ဓမှာလဲမပေါ့ဘယ်ဗုဒ္ဓမှာလဲမပေါ့ဘယ်ပတ်တာမွတ်စလင်မတော့ပြင်းနေတာအမေအခုလူလည်းတော့ကြီးလာတယ်ဗေလာတိဘက်ကလူတွေရိုးရင်းကြဒုက္ခတွေတွေဆိုပြီးပြောနေတယ်အခွေးမျိုးတွေတလိမ့်ဆန်မျိုးတွေတရောင်းကားမျိုးတွေကိုပြောတယ်ဟုတ်လားအလူလိမ့်လူညာမျိုးတွေကိုပြောတာကျွန်တော်ပြောချင်တာကဝီကြီးနဲ့ဝယ်နေတာနိုင်ငံတွေကိုဒါတော့အတိအင်းနေကျွန်တော်တို့ကရှယ်ရင်းမြောက်ပဲကျွန်တော်တို့ကနိုင်ငံကိုအဲဒါမြင်းမလို့ကဘာကိုလည်းမြင်အောင်ကြည့်ရတယ် အဲ့တော့ခင်ဗျားတို့ကကျွန်တော်တို့ပြောတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လေ့လာအောင်เนาะဒီနေပြည်တော်မှာစောက်တဲ့ပလီကပါလေဘယ်နှခုနှစ်ကစောက်ခွင့်ပြုလာတာလဲပြီးလို့ရှိရင်တော့ဒီလိုမျိုးလဲဟုတ်တယ်မလားအဲ့ဒါလေးတွေခင်ဗျားတို့နားလည်ဖို့လိုတယ်ကျွန်တော်တို့ကဒီမှာနိုင်ငံမှာတူရှင်တွဲနေလာတဲ့အဲလူမျိုးတွေအများကြီး135မျိုးတော့ တောင်းတဲ့တော့ဘာမှရန်လည်းမဖြစ်ဘူးပြဿနာလည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးအေးစေးနေတာလားငါတို့အဲဒီဘက်ကနေပြီးတော့တိုက်ပီးပြီးတော့မှအဲတိုင်းပြည်ကိုဖျက်ဆီးအောင်အမျိုးမျိုးပြန်စီနေတာဥမာစီရေးရမနိုင်တဲ့ခါကျတော့ဘာသာရေးနဲ့ပြန်တိုက်เนาะအမျိုးမျိုးလုပ်နေတာငါတို့ဟုတ်လား အမျိုးမျိုးလုပ်နေတာတိုင်းပြည်မှာဘယ်လိုဖြည့်ဆည်းရမလဲဆိုတော့ဖြည့်ဆည်းခြင်းမျိုးစုံကိုပြောင်းနေကြတာအဲ့တော့ကျွန်တော်တို့ကအားလုံးအေဂျင်စီကနေဆန္ဒတစ်ခုရှိတယ်ကျွန်တော်ကအရှင်းပြောလို့ကျွန်တော်သိရှိတဲ့တရင်အကြောင်းအရာလေးကိုကကျွန်တော်ကအာကျွန်တော်ညီကောင်မလေးပြန်လဲ share ပြမျှဝေပေးတာရှိတယ်ပြီးတော့ကျွန်တော်ကအဲသူများပြောလို့ဘောမှလည်းဘာမှလည်းဘယ်ဘောမှလည်းမမဟုတ်ဘောမှလည်းမဟုတ်ကျွန်တော်ကျွန်တော်အမှုပညာပဲကျွန်တော်လုပ်တာအဲကျွန်တော်အမှုပညာနဲ့ပဲကျွန်တော်ဝန်လာရှာတာ နော်အဲ့တော့ကျွန်တော်သိရှိတဲ့သတင်းကြောင်းလေးတွေသိရှိဆွေးနွေးခြင်းနဲ့ဆန္ဒတွေကျွန်တော်ပြောပြပေးတယ်အဲနောက်ကကျွန်တော်တူရှင်တိုင်းနေတယ်ဆိုလဲကျွန်တော်တူတယ်တိုင်းနေနောက်ကကျွန်တော်အထည်ကြီးပါရောင်းနေတယ်ဆိုလဲကျွန်တော်ရောင်းပေးတယ်ဒါပြီးတော့မျိုးချစ်လို့ကျွန်တော်ဆက်ပြောပြတယ်မျိုးချစ်ဆိုတာကျွန်တော်ပြောပြတော့ယူအောင်လိုက်တော့ကျွန်တော်စကားပဲပြောတာတော်တော်ကြာပြီနှစ်ကိုဆယ်စုနှစ်တော့မကြမကတော့နှစ်စုတော့ကြာပြီဆယ်စုနှစ်နှစ်စု လောက်ကိုကြာပြီမိသားစုတွေကမိကောင်မောင်တော်ရောင်စကားတိတ်မပြောပြကြဘူးပေါ့နော်ဘယ်ဘလောက်ချစ်တယ်လဲမချစ်တယ်လဲဆိုတာဒါပေမဲ့တိုင်းကြီးရေးနေပတ်သက်လာတဲ့ခါကျနိုင်ငံရေးနေပတ်သက်လာတဲ့ခါကျကိုမြင်တာလေးတွေကိုသိတာလေးတွေ share ညှဝေပေးတာပါနော်အဲ့တော့ဗုဒ္ဓဘာသာပြတဲ့ကျွန်တော်ယုံကြည်တဲ့ကိုယ်ပဲတဲ့ရဟန်းတန်ခါအခြေသူမြတ်တွေကိုဘလို့နည်းနဲ့မဆိုကျွန်တော်တို့ကမစော်ပါဘူးအဲကျွန်တော်ပြစ္ဆာနရိယကံအထိုက်မကံသူကသူဘာဖုံးကြီးဟုတ်ဟုတ်မဟုတ်ဟုတ်ကျွန်တော်တို့ပြစ္ဆာနရိယကံအထိုက်မကံဘူးအဲဒါမျိုးတွေကျွန်တော်ပြောပြတာပါနော်အဲ့တော့အားလုံးကြမ်းပါစေကြောင်းဝုစုမကောင်တောင်းပေးပါတယ်နေပြီးတော့ပဒီတောင်းပြတာ ော်ဒါရလည်းပဲကျွန်တော်တို့ကဗလီလေးဆိုတာကျွန်တော်တို့ကဖြတ်စည်းဖို့မလိုပါဘူးเนาะသူများစောင့်နေတာကိုကျွန်တော်တို့ကတားမြစ်ဖို့မလိုပါဘူးတရားဝင်တာလုပ်တရားဝင်ကြိုက်တဲ့လောက်စောင့်အမှပတ်စံရှိပါဗျာဗလီစောင့်တဲ့လူတွေဒီကမြေကွက်တာရောင်းလိုက်အဲ့ဒါတိတ်ဘီနန်နဲ့ဟိုဟိုနေမော့ ဇေဒဝန်ကျောင်းစောက်တယ်လို့ပေါ့နော်ဇေဒဝန်ကျောင်းစောက်တယ်လို့ဇေဒအမြင်သားကိုဒီအနာဂတ်တတိယဒီမီကဒီခြံွက်ကိုဝယ်ခြင်းလို့ဘယ်လောက်နဲ့ဝယ်အောင်လဲဆိုရွှေတင်းကားအပြည့်နဲ့ဝယ်မယ်လို့ပြောတယ်အေးအဲ့လိုမျိုးပဲအဲ့မှာမင်းတို့ရွှေချောင်းအပြည့်နဲ့ခင်းပေးလိုက်လူတလောက်အေကာယူဆိုလို့ခြင်းဟိုမှာဝယ်မယ်ဆိုတဘောကြီးလဲအိုက်ကောင်းနေရတိလားတားချမ်းတာလေအဲ့တော့ပြောချင်တာကတိုင်းပြည်မှာကဒီလိုနိုင်ငံတော်အစိုးရဆိုတာသူစီသူကံသူပေါင်းနဲ့လုပ်တာဖြစ်ပါတယ်အဲ့တော့အစိုးရကိုစန့်ကျင်မယ်ဆိုလို့ရှိရင်လည်းတိုင်းပြည်ကိုစန့်ကျင်တာဖြစ်ပါတယ်ဒီဟာ ပြီးတော့ဘယ်ဘာသာမှမဆိုကျွန်တော်တို့ကသူရှင်တွဲနေထိုင်ရမယ်သူတို့လည်းပဲဗလီဆောက်လဲတာဘာပဲဆောက်ရမှာပဲလေသူတို့ဒါကောင်းမှုကုသိုလ်တွေလုပ်တာဆိုလုပ်ကြပါစေကျွန်တော်တို့ကတားမြစ်ခြင်းမရှိပါဘူးဒါကိုသိသိချင်းနဲ့ဆန္ဒတစ်ခုနဲ့ပြောပြပေးသေးဖြစ်ပါတယ်ဘသူဝဲဘသူဝဲဆောက်ဆောက်ဘာပဲလုပ်လို့ကျွန်တော်တို့ကမကန့်ကွက်ပါဘူးเนาะကန့်ကွက်ဒါလည်းမရှိဘူးအားလုံးညီညီမျှလို့ ဟိုတာရီမီမြကျွန်တော်တို့အပူအေးအေးကျွန်တော်မြန်မာပြည်ထဲမှာအထူးထူခံစားကြတဲ့မျိုးကောင်တွေလည်းဖြစ်နေကြတယ်ကျွန်တော်တို့ကအများနဲ့လက်တွဲပါတယ်နော်အများနဲ့လက်တွဲပါအကြောင်းတန်ငယ်ချင်းတွေဆိုတဲ့မူဆလင်တွေအများကြီးပဲဒီကောင်တွေအင်လုံလို့ချင်းအာပိုင်ကြီးအဲအမေကစားလားစားတာပေါ်ဆိုလားလာယူဆိုသွားယူတယ်ကျွန်တော်ကားနဲ့သွားယူတကားတွေပါလို့ချင်းတလားလောက်စားရတယ်ပြုတ်လိုက်နှက်လိုက်တက်လိုက်နဲ့လုံနေတာဒါမှမရှိလေကျွန်တော်ကအဲ့လိုငုံးနေမှာမဟုတ်ဒါပေမဲ့ဟိုဘက်ကအဲဘယ်ကနေခေါင်းဝင်တဲ့ကောင်တွေဝင်လာပြီဒီဘက်ကသူတွေကို ဘာအခြေအနေပြတ်သွားမှာဆိုတော့ကျွန်တော်တို့ကမရရအောင်ကားနေတာအာဟိုကကိုဝင်ပကန်လီပြန်ငူတဲ့အချက်မကောင်းဘူးမရိတ်တယ်မယ်လူတတ်မယ်လုံမယ်ဒီမှာအဲ့ဒီကောင်ကဝင်လာလို့အဲ့လိုလှုပ်လိုက်တာနဲ့ဒီမှာအခြေအနေတဲ့မွန်ဆန်နေလေးကိုဘာဖြစ်လဲမြန်မာတွေကမောင်းသွားမယ်မောင်းသွားပြီးခြားခြားပုတ်တက်တက်ခဲကြနိုင်ဆိုလို့ရှိရင်အဲညံ့လာမှုတွေများလာမှာဆိုဒါကိုအမြန်လို့ကာပေးတာကျွန်တော်တို့ကာပေးတဲ့ဆိုတာနိုင်ငံထဲမှာရှိနေတဲ့မွန်ဆလီနဲ့အစ္စလမ်ဘာသာဝင်တို့ကာဝယ်ဆောက်ရှောက်နေပြောပြနေတာ အဲ့တော့တချို့ကကျွန်တော်ဓမျိုးထင်အောင်ထင်လိုက်မယ်။တချမ်းဘက်ကအချမ်းဘက်တွေဝင်မလာရင်ဒီဘက်မှာကျွန်တော်အေးချမ်းလေ။အေးချမ်းကျွန်တော်တို့ကတို့ရှင်တို့အေးစစ်တာရယ်။ဒီချမ်းဘက်တွေဝင်လာလို့ဒီလိုဒုစရိုက်မှုတွေပါလာရင်ဘင်္ဂလားဒေ့ဆက်ကဝင်လာလို့ဒီလိုမဒိလူတပ်တွေပါလာရင်ဒီထဲမှာဖြစ်လာခဲ့။ကြီးမားစွာခံစားကြရမှာကဒီမှာမြန်မာနိုင်ငံထဲမှာနှိမ့်ရှိလာများမြန်မာမြန်မာရေကိုတောက်ပြီးနေတဲ့မွတ်စလင်တွေအစ္စလမ်ဘာသာဝင်တွေဒုက္ခရောက်မှာဆိုလို့ကျွန်တော်ပြောတာဖြစ်ပါတယ်။အမျိုးဘာသာတာဏာကျွန်တော်တို့ကဒီလိုခွဲခြားတဲ့ဒီမဟုတ်ဆိုတာအားလုံးနားလည်သိပြီးပါအကြောင်းကိုပြောနေ ကျမ်းမာစေတောင်းဆုမကောင်းတောင်းပေးလိုက်ပါရစေ။ဒါနဲ့အားလုံးလို့တာဖြစ်ပါစေ။